တဆူတည်းရှိတယ်။ကျေစုအနောက်ရွာနာကကြောက်စိမ့်စီတီတို့ဟုတ်ကဲ့ပါရှင်မတိုင်းဒေသကြီးတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်146ရပ်ကွက်ကျေစုအနောက်ရွာတဲ့အတွက်မှာတည်ရှိနေတာပါ1380ခုတရင်ကျွလပြည်ကျော်နေရတောက်ကြနေနိုင်အော်တမားရီတာကြောင့်လဲဆရာတော်ဗတ္တနာဩဘာတာမှာဦးစီးရပနဲ့ရိုင်မင်္ဂလာပြုလုပ်ခဲ့ပြီးတစောင်းမိုးလပြည်ကျော်နေရစနေနေ့မှာအောင်မြင်ချခဲ့တာပါ ဘဲမစေးတော်ကြီးတစ်ခုလုံးကိုကြောက်စိမ့်ခေါ်တွဲထွက်ကြောင်မြနဲ့လက်ရသေးသက်စွာတိဆောက်ထားပြီးမုတ်လေးဘက်ပါရှိပါရဲ့ရန်ကုန်တိုင်းလုံးမှာတဆူတည်းရှိနေတာပါဘယဝမှာအတန်တင့်ကျဲဝန်းကလာပြီးလာကွယ်နေပွဲတော်ရမြနဲ့လူတူးမပေါအောင်စီကားလှပါရဲ့ လက်ခီမှာအတန်ငယ်လှမ်းတော်လဲမန္တလေးရှိကျောက်စင်းစီတော်တို့မရောက်နိုင်သေးရင်ယခုကြည်စုနောက်ရွာရှိကျောက်စင်းစီတော်တို့လာရောက်လေ့လာပြုမြော်နိုင်ပါတယ်။ဇေယီတော်ကိုကျောက်စင်းနဲ့ပုံဖော်ထားပြီးရွှေဖောင်းရများနဲ့မောမန်ထားတာကပုံမူတက်ပဲအမြင်တင်သွားစီကပထမပစ္စယနိုင်ရွှေရောင်ကျောက်ပြားများနဲ့အတိဖြစ်နေတာကရွှေတော်ဘောကကျောက်စင်းတို့ကြီးတင်တော်သလိုပဏံရလာပါတယ်။ဇေယီတော်ဝန်၌ဖြာရီပေးဖျားမှလည်းရက်တော်မူဖြစ်ကအတန်အသင့်ကြီးမားလာပါတယ်။အာယုံကတစောင်းနဲ့ကျောက်စင်းစီတွေများပ ဗုဒ္ဓရုပ်ပေါ်တော်များအတိတ်ထံဆုတောင်းလို့ရတယ်။ကြောက်စိမ့်လို့ကြီးကိုလည်းမြင်တွေ့ရပါပါ။ ပွဲများစွာပြီးတာတဲ့အတိတ်ထအောင်တော့ငကားမဲတော့ယုတ်ထုလည်းရှိပြီးအနာတပိဇောတိကတထေဝိတာခနဲ့ဆရာဇီဝကားတို့လိုယုတ်ထုများကိုလည်းဗကတိလူကိုရွယ်ထုလုပ်ထားပါသေးတယ်။ကျောက်စိဘူဘူးကြီးပြင်အရှင်သာရိပုတ္တရာရှင်မာမောကလန်စာတော်လဝဲလရာယံနဲ့ရှင်ဟာနနာမိလေးတော်ကောရမင်းနဲ့ယတောရိယာစာတော်ဖျားရှင်ဤဆွေမျိုးတော်ယုတ်ထုများလည်းထားရှိပါသေးတယ်။ကြီးမာလာသောကျောက်စိနှုံးကြီးပေါ်မှာစေရင်းငယ်တစုကိုတည်ထားပြီး တန်ကုန်ပမယဖရာငားစုလည်းတွေ့ရအောင်ပါပါ။ကြောက်စင်းစီရောဘွဲတော်ပါရှိသည့်အတိုင်းကြောက်စင်းဖြင့်ပြုလုပ်ထားသောငကားပလင်ခန့်ရုပ်ပွားတော်မှာလည်းညားစွာအံ့ဩမေတ္တာဖွယ်ကောင်းလာပါလေ။ကြောက်သားဖရာ၊မြဖရာ၊ရွှေသားဖရာများမှာလည်းထိုင်တော်မူရှိနေကတပ်ပယ်လာပါရဲ့။မာရုံမြန်နှံနဲ့နန်းနှံမှာတော့သာစုပန်လို့ရကအတိတ်ထံအောင်နေလို့လက်တွေ့ပြုလုပ်ခဲ့သူတို့ထံမှာလည်းသိကြရပါသေးတယ်။လာရောက်ကဆန္ဒပြကြဖို့ကိုလည်းဖိတ်ခေါ်ပါတယ်။